ပိုင်းတည့်ရဲ့အဆမှာတော့အဖေဖြစ်သူစီကနေတင်မလောက်အရိုက်ခံနေရတဲ့ကောင်လေးတယောက်ကိုတွေ့ရမှာပါ။ကောင်လေးရဲ့နာမည်ကတော့မီမော်ရီပဲဖြစ်ပါတယ်။မီမော်ရဲ့အဖေကမီမော်ရီကိုရိုက်နေတယ်ဆိုတော့အချောင်းပြချက်တကြီးတော့မရှိပါဘူး။ထမင်းစားလို့ဆိုပြီးရိုက်တာပါပဲ။အမေဖြစ်သူကလည်းသူတို့အနားမှာရှိနေပါတယ်။ဒါပေမဲ့တားတရလုံးတင်မလို့ဖြစ်နေတာတော့လှမ်းမကြည့်ပဲသူ့တီဗီကိုပဲသူစိတ်ဝင်စားနေပါတယ်။ဒီကိစ္စကမီမော်ရီတက်ထရာမာဖြစ်လာခဲ့ပါပြီ။ညတွေ့ကြလာတဲ့အခါမှာတော့မီမော်ရီကအရွယ်ရောက်လာခဲ့ပေမဲ့ အဖေနဲ့အမေနှိမ့်ဆက်တာခံခဲ့ရတဲ့စိတ်ဓာတ်ရတွေကြောင့်သူ့ကိုယ်သူအရှုံးသမားအနေနဲ့တတ်မှတ်ထားပါတယ်ဒီနေ့ကတော့မီမော်ရီတက်နေတဲ့အကြောင်းမှလိလရင်ရှိစဉ်ရှိတဲ့နေ့ ဒါကြောင့်မင်မော်တို့အတန်းသားတွေနဲ့ဆရာအားလုံးကလည်းဘတ်စကားတစ်စီးနဲ့ခီးထွက်လာကြပါတယ်။လမ်းမှာတော့သူတို့အတိုင်းရဲ့အတန်းကောင်းဆောင်ဆိုကိုဖတ်နေတဲ့စာအုပ်ကိုចောင်းသားတယောက်ကဆွဲလုပါတယ်။အဲចောင်းသားကဆိုကိုကိုစတာပါ။ဒါမဲ့သူစတာကတော်တော်လေးလွန်နေတာဖြစ်လို့ဆိုကိုဆိုရှက်ပြီးမျက်ရည်တောင်ဝဲနေပါဘူး။အမအဲ့လောက်ထိလွန်လွန်ကျွကျစနေတာတော့ဆရာဖြစ်သူကဘာတခုမှဝင်မပြောသလိုဝင်လည်းမဆွဲပါဘူး။ចောင်းသားတွေကလည်းစနေတဲ့ចောင်းသားကတထေးသားဖြစ်တာကြောင့်မပြောရဲကြပါဘူး။အဲ့ဒီပြင်အချမ်းသားတဲ့ပိုချမ်းသာတဲ့သူတွေကြတော့လေဝင်ကူမဲ့အစားရေပဲရင်နေကြပါလေ။ကြားလာတော့မီမော်ကြီးလည်းထိုင်ကြည့်မနေနိုင်တော့ပါဘူး။ ဒါကြောင့်ထပ်ခုလိုက်ကောင်းမလားလို့တွေးမိပြန်မယ်သူထပ်ခုလိုက်တာပြဿနာတွေကိုပူဆိုးအောင်ပဲလုပ်မိသွားမှသိနေတယ်မိမော်ကြီးလည်းငြိမ်ငြိမ်လိုက်ပါတယ်ဒါမှကြာကြာကြည့်မနေနိုင်နဲ့မိမော်ကြီးလည်းမခံနိုင်တော့တဲ့ဆိုစူဘိုဘက်ကဝင်ပြောပေးပါတယ်ဘလို့ပဲပြောပြောသူထင်ထားသလိုသူပြောတာအရာမရောက်ပါဘူးအဲ့ဒီပြင်အလောင်းပါခံရပါသေးတယ်ဒီချိန်ကျမှသူတို့အတန်းထဲကမင်းသားလိုလိုတယောက်ကဝင်လာပြီးစူဘိုဘက်ကပြောပေးပါတယ်သူကတော့ခီရီခါရပါအစားတန်တဲ့ကျောင်းသားကလည်းခီရီခါရပြောတော့ကြချက်ချင်းစနေတာရက်သွားပါတယ် ဒီလိုနဲ့ပဲခီရီခါရကလူဆန်းကောင်းဖြစ်သွားပြီမီမော်ရီကအရှုံးသမားဖြစ်သွားပြန်ပါတယ်မီမော်လည်းသူ့ဘဝသူ့သွေးပြီးစိတ်ညစ်နေပါတယ်အဲ့ဒီအချိန်မှာပဲသူတို့စည်းလာတဲ့ကားထဲမှာအလင်းနှံတစ်ခုပေါ်လာပါတယ်အဲ့ဒီအလင်းနှံပျောက်သွားချိန်မှာတော့သူတို့အားလုံးကြောက်သားသည့်နဲ့ဆောက်ထားတဲ့အဆောက်အဦတစ်လုံးထဲရောက်နေပါပြီသူတို့အားလုံးလည်းဘယ်ရောက်နေတာလဲဆိုပြီးစဉ်းစားမရဖြစ်ကုန်ပါတယ်အဲ့ဒီအချိန်မှာပဲနတ်ဖျားမကရောက်လာပါတယ်သူကတော့ဒီကဘာရဲ့နတ်ဖျားမပဲဖြစ်ပါတယ်အမှန်တော့မီမော်ရီတို့အားလုံးကတခြားကဘာကိုဆင်းခေါ်ခံရတာပါဆင်းခေါ်သူကတော့နတ်ဖျားမပဲဖြစ်ပါတယ် ။နောက်ဖျားမကလည်းမိမော်ရီတို့သူဆင်းခေါ်ရတဲ့အကြောင်းရင်းကဘာလဲဆိုတာပြောပြပါတယ်။သူဆင်းခေါ်ရတဲ့အကြောင်းရင်းကတော့နတ်ဆိုးဘီရင်ကိုတိုက်ခိုက်ဖို့ပါပဲ။ဆူဘိုကလည်းသူတို့မှာအစွမ်းမရှိဘဲနဲ့နတ်ဆိုးဘီရင်ကိုဘလို့တိုက်ခိုက်မှာလဲလို့မေးပါတယ်။နောက်ဖျားမကလည်းဆင်းခေါ်ခံရတဲ့သူရဲကောင်းတိုက်ကဆင်းခေါ်ခံရပြီဆိုတာနဲ့အစွမ်းတမျိုးမျိုးတော့ရာမဲဖြစ်ကြောင်းပြန်ပြောပါတယ်။အဲ့ဒီနောက်မှာတော့နတ်ဖျားမကသူ့ရဲ့မော်ဆရာတပည့်တွေကိုခေါ်ပြီးဖန်လုံးတစ်လုံးယူလာခိုင်းလိုက်ပါတယ်။အဲ့ဒီဖန်လုံးကတော့စင်းကောကသူရဲကောင်းတွေမှာဘာအစွမ်းရှိမလဲဆိုတာစမ်းသပ်မဲ့ဖန်လုံးပဲဖြစ်ပါတယ်။ဒီလိုနဲ့ပဲတယောက်ပြီးတယောက်အဲ့ဒီဖန်လုံးကိုတုံးပြီးအစွမ်းကိုရှာပါတယ်။ ်ကျောင်းသားအားလုံးထက်မှမှဖန်လုံးကိုရလောက်အစွမ်းထန်နေတဲ့ကျောင်းသားတွေရောက်ထွက်ပေါ်လာပါတယ်သူတို့ကတော့ခီရီဟာရနဲ့အတန်းကောင်းဆောင်စူဘိုတို့ပဲဖြစ်ပါတယ်ခီရီဟာရနဲ့စူဘိုတို့လည်းသူတို့ရဲ့အစွမ်းကြောင့်အဆင်းပြေဆုံးဖြစ်တဲ့ special s class တူရဲကောင်းဖြစ်သတ်မှတ်ခံလိုက်ရပါပြီဒီလိုနဲ့ပဲကျောင်းသားတွေအားလုံးကုံသွားချိန်မှာတော့မီမော်ရီကသူ့အစွမ်းကိုစမ်းတပ်ဖို့ဖန်လုံးရှိရနေရစီတော့ရပါတယ်မီမော်ရီကတော့သူ့ကိုသူအစွမ်းထက်နေလိုက်မယ်လို့ထင်ထားတာပါဒါမဲ့ဖန်လုံးနဲ့တကယ်စမ်းတက်လိုက်ချိန်ကြတော့သူ့အဆောင်ကဘာမှရှိမနေဘူးတကိုးရောင်တော့မှွင်တင်တင်ပဲရှိပါတယ် မိမော်ကြီးလည်းသူကဘယ်ဖွားထိုက်ကြောက်မှလဲဆိုပြီးနတ်ဖျားမအောင်မေးကြည့်ပါသေးတယ်။ဒါပေမဲ့နတ်ဖျားမကတော့မိမော်ကြီးကိုမသိချင်အောင်ဆောင်းနေလိုက်ပါတယ်။ဒါကြောင့်မိမော်ကြီးလည်းအသာလေးလစ်ထွက်လာလိုက်ရပါတယ်။အဲ့ဒီနောက်မှာတော့နတ်ဖျားမကတောင်းသားအလုံးကိုကိုဘာဆွမ်းရှိလဲဆိုတိုင်းကြည့်ခိုင်းပါတယ်။တောင်းသားတွေကတော့တယောက်နဲ့တယောက်အစွမ်းချင်းမတူကြပါဘူး။အဲ့ဒီထက်မှမှာမိမော်ကြီးကတော့တစ်ဖက်လူရဲ့အစွမ်းကိုပိတ်နိုင်တဲ့အစွမ်းရရှိပါတယ်။အဲ့ဒီပြတစ်ဖက်လူကိုတက်စင်နိုင်တဲ့အစွမ်းနဲ့အိပ်ပျော်သွားအောင်လုပ်နိုင်တဲ့အစွမ်းတွေလည်းရပါတယ်။ဒါပေမဲ့သူ့အစွမ်းရဲ့ level ကတော့အတော်လေးနှိမ့်နေပါတယ်။ ြောရမယ်ဆိုရင် E class တောင်မှအနည်းဆုံးအစွမ်းမဲရှိတာပါအဲ့ဒီချိန်မှာပဲနဖျားမမီမော်ကိုဆက်ဝိုင်းတစ်ခုတည်းဝင်ခိုင်းပါတယ်အဲ့ဒီဆက်ဝိုင်းကတော့တုတ်တင်ရှင်းလင်းရေးနေမြေလို့ခေါ်တဲ့မိစ္ဆာနေမြေစီပို့ပြမဲ့အစီရင်ဆက်ဝိုင်းပဲဖြစ်ပါတယ်မီမော်လည်းဘာလို့သူ့ကိုအဲ့နေရာစီပို့မှလဲလို့နဖျားမကိုမေးပါတယ်နဖျားမလည်းမီမော်လိုအစွမ်းအရန်နိုင်တဲ့လူတွေကကြံတဲ့လူတွေကိုအနောက်ဆက်ဖြစ်စေနိုင်တာကြောင့်တည်တံ့ခွဲထုတ်ဖြစ်တာလို့ပြောပါတယ်။အဲ့ဒီပြင်တုတ်တင်ရှင်းလင်းရဲ့မင်းနေမျိုးကိုတွားတဲ့သူတိုင်းပြန်မလာနိုင်ကြောင်းနဲ့တကယ်လို့သူကပြန်ထွက်လာနိုင်တယ်ဆိုရင်တော့မနောက်ဆက်တော့ပဲလွတ်လပ်ခွင့်ပေးမယ့်အကြောင်းတွေပါပြောပါတယ်။ မိဘကတော့တုတ်တင်ရှင်းလင်းရဲ့နေမည်ဆိုတဲ့နေရာကြီးကိုမသွားချင်ပါဒါကြောင့်သူ့မှာရှိတဲ့အစွမ်းရန်သူအစွမ်းကိုချိတ်ပိတ်လို့ရတယ်ဆိုပြီးပြောပါတယ်ဒါမှလည်းနှစ်ဖျားမအဲ့ဒီအစွမ်းမျိုးတွေကတယောက်မှအရန်နေတာကြောင့်အသုံးမဝင်တဲ့အစွမ်းနေဆိုပြီးပြန်ပြောပါတယ်မိမော်ကတော့သူ့တန်းဖော်တွေကသူ့ကိုကူညီပေးမလားဆိုပြီးမျှော်လင့်ကြည့်ပါသေးတယ်ဒါမှအတန်းကောင်းဆောင်ဆူကူကလွယ်ပြီးဘသူမှသူ့ဘက်ကကာမပြောပေးပါဘူးအဲ့ဒီပြင်သူ့ကိုအမြန်ပိုးပစ်လိုက်ဖို့တော့ပြောနေကြပါတယ်စုဘောလက်ကြံနေတဲ့သူတွေကိုတရားချဖို့လုပ်ပါဒါမှနှစ်ဖျားမှသူ့ကိုတတိလက်တက်ထိထိုးလိုက်တာကြောင့်မပြောပေးနိုင်တော့ပါဘူး ။နဖျားမလည်းမီမောရီကမော်အမုတ်ဖြူရင်မီးလင်းတဲ့အိတ်လေးတစ်လုံးပေးလိုက်ပြီးတုတ်တင်ရှင်းလင်းနေမေတဲ့လွတ်လိုက်ပါပြီ။တုတ်တင်ရှင်းလင်းနေမေတဲ့ရောက်ချိန်မှာတော့မီမောရီကျောက်သူယူလာတဲ့အိတ်ကလေးနဲ့မီးထွန်းပြီးတယောက်ထဲလမ်းလျှောက်ပါတယ်။လမ်းတဝက်အရောက်မှာတော့ကျွမ်းမကောင်းဆိုးဝါးနဲ့တွေ့ပါတယ်။မီမောရီလည်းမကောင်းဆိုးတတမခံရဖို့ပြေးပါတယ်။မီမောရီကသူ့လိုအပ်နေတဲ့အချိန်သူ့နားမှာမရှိခဲ့တဲ့အတန်းဖော်တွေကိုအရန်စိတ်ဆိုးနေတာပါ။ စိတ်ဆိုးတာလေစိတ်ဆိုးတာဆိုရင်အာသူကမဖြစ်အောင်ပြေးရပြန်ပါတယ်ဒါမဲ့ तू မပြေးနိုင်တော့တဲ့အချိန်ကြီးရောက်လာတဲ့အခါမှာတော့ရွေးစံမရှိတဲ့အဆုံးသူ့အဆွမ်းကိုထုတ်သုံးလိုက်ပါတယ်ဒီမော်ရဲ့ချိတ်ပြက်ဆွမ်းကလည်းထင်ထားအောင်အတုံးတဲ့ပါတယ်သူ့အဆွမ်းကြောင့်ကျွေးလည်းမလုံးနိုင်ဖြစ်နေချိန်မှာ तू လည်းထွက်ပြေးလာလိုက်ပါဘူးဒီမော်ရဲ့ကျွေးလက်ကလွတ်ယုံပဲရှိသေးတယ်ညက်မကောင်းဆိုးရနဲ့ထပ်တွေ့ပါတယ်ငါကတော့သူ့ချိတ်ပြက်အဆွမ်းသုံးပါတယ်ဒါကြောင့်ငှက်လည်းငြိမ်သွားပြီဆိုပေမဲ့သူ့အဆွမ်းကတော့အကန့်အသတ်ကျော်သွားပါပြီ ဒါကြောင့်သတ်သုံးလို့မရတော့ပါဘူးမိမောင်းလည်းရွေးစံမရှိရဲဆုံးတီးတန့်အစွမ်းဖြစ်တဲ့အဲ့အစွမ်းကိုသုံးလိုက်ပါသူ့အစိတ်အစွမ်းကိုသုံးလိုက်တာကြောင့်ခက်ကတော့တင်မလောက်ထိခံစားနေရပါမယ်သူကိုယ်တိုင်လည်းအပြတ်သွားပါပြီကန်ဆိုးကျင်တော့အဲ့အချိန်မှာကြွေးကြီးကလည်းထိပ်ပဲအစွမ်းတက်ရောက်မှုကြော်သွားတာကြောင့်လှုပ်လို့ရသွားပါပြီ လှုပ်လို့ရသွားတဲ့ကြွဲလေးမိမောကြီးနားကိုရောက်လာပါဘူး။မိမောကြီးလည်းအားပြတ်နေပြီဖြစ်တာကြောင့်အတက်အတွက်တိုက်ခိုက်ရမယ်ဆိုရင်တော့မတိုက်ခိုက်နိုင်တော့ပါဘူး။ကြွဲရလည်းမျက်စိရှိရောက်နေတဲ့အသားတော့အမဲဖြစ်စားတော့ဖို့ပြင်နေပါပြီ။ကြွဲမကောင်းဆိုးတဲ့လက်ထက်မှာအတက်ခံရတော့မလို့ဖြစ်နေတဲ့ memory ကိုတွေ့ရမှာပါ။အခုဆိုရင်တော့ memory ကတုံ့တင်ရှင်းလင်းနေမြဲတဲ့ရောက်နေတာ အတော်ကြာပါပြီ။ဒါကြောင့်မကောင်းဆိုးတဲ့နှကောင်ကိုလည်းနှိမ့်နှင်းနိုင်ခဲ့ပြီးအစွမ်းနဲ့တိတ်မကြံတော့ပါဘူး။အမှန်မှန်လည်းအသက်ရှင်နိုင်ဖို့တော့မဖြစ်မနေတိုက်ခိုက်ဖို့ပဲတွေးနေပါတယ်။ ဒါကြောင့် memory တယောက်3 limit လို့ဖြစ်နေတဲ့ဂျာဂါတောင်မှပဲသူ့ကိုတိုက်ခိုက်ဖို့လုံနေတဲ့ကြွဲကိုနောက်တစ်ချိန်ထပ်ပြီးအစွမ်းနဲ့ထိပ်ပိတ်ဖို့လုပ်ပါတယ်။ဒါပေမဲ့ memory ရဲ့အစွမ်းကတယောက်တည်းပုံမှာတူညီတဲ့အစွမ်းကိုနှစ်ချိန်သုံးလို့မရတာကြောင့် memory နဲ့ကြွဲကို exact အစွမ်းနဲ့အဲ့အောင်လုပ်လိုက်ပါတယ်။သူ့လက်ကြောင်ကြွဲနဲ့မှတ်တပ်ကြည့်အိပ်ပျော်သွားပါပြီ။ memory နဲ့ကြွဲကအိပ်ပျော်သွားပြီဖြစ်တာကြောင့်သူ့အတက်အန်တွေကိုချင်းချောက်မဲ့ကောင်မရှိတော့ဘူးလို့တွေးလိုက်ပါတယ်။ ဒါကြောင့်ပဲစိတ်လျှော့ပြီးထိုင်လိုက်ပါသေးတယ်။သူမထင်ထားတာကတော့တောထဲမှာကျွဲတကောင်နဲ့ကြက်တကောင်ပဲရှိတာမဟုတ်ဘူးဆိုတာပါပဲ။ memory လဲကြက်ပေါ်မှာသူတုံးခဲ့တဲ့အစိတ်အဆန်းကိုကျွဲပေါ်မှာတုံးရင်ဘယ်လိုနေမလဲလို့တွေးကြည့်နေပါတယ်။ဒီချိန်မှာပဲကြက်မကောင်းဆိုးရတဲ့အုပ်စုလိုက်ရောက်လာကြပြီးသူ့ကိုတိုက်ခိုက်ဖို့လုပ်ပြန်ပါတယ်။ memory ကတော့တကောင်မှကိုပြန်မတိုက်ခိုက်နိုင်တော့လောက်အားပြတ်နေပါပြီ။ဒါပေမဲ့လဲသူအသက်ရှင်နိုင်ဖို့တမရှိတော့တဲ့သူ့အဆန်းကိုစ조사ထုတ်တုံးလိုက်ပါတယ်။ဒါမှကြက်မကောင်းဆိုးရတဲ့တွဲလောက်ကိုပဲစွန့်ပစ်ရသေးချိန်မှာတော့သူ့မျက်လုံးတွေအတော်လေးဝေဝါးလာခဲ့ပါ။အဲ့ဒီပြင်ကျွဲမကောင်းဆိုးရတွေလဲအုပ်လိုက်ကြီးထိုက်ရောက်လာပြန်ပါတယ်။ မမော်ရီလည်းသူ့ကိုသူတေးရတော့မယ်လို့တွေးလိုက်ပါပြီဒါမှအဲ့ဒီချိန်မှာမမော်ရီတက်ကန်ကောင်းမှုကြီးတစ်ခုက ဖြစ်လာခဲ့ပါတယ်အဲ့ဒါကတော့တခြားမဟုတ်ပါဘူးသူအစိတ်အစွမ်းသုံးထားတဲ့ချက်မကောင်းဆိုးကအစိတ်အံကြောင့်မာလကီးယားသွားတာပါပဲချက်မကောင်းဆိုးကမာလကီးယားသွားတဲ့အတွက်ကြောင့်မမော်ရီရဲ့အစွမ်းတွေက level 1ကနေ level 2အထိတက်သွားပါတယ် ဒီပြည့်သူ့အစွမ်းတွေကိုသုံးနိုင်မဲ့အချိန်အရည်အတွက်ကလည်း၃ညအနေထောင်ကနန်းထိထိုးတက်သွားပါသေးတယ်။ဒါကြောင့် memory လည်းအပြန်ပြည့်လာပြီးမကောင်းဆိုးဝါးတွေနဲ့ဆက်တိုက်တက်ခိုက်လို့ရပါပြီ။ကောင်းသွားတဲ့အချက်ကတော့ memory အတွက်အစွမ်းသုံးမဲ့အချိန်မှာတားကောင်ကိုချိန်နဲ့ပြတ်မှတ်ကကမ်းတမရှိဖြစ်လာတာပါပဲ။ဒါကြောင့် memory လည်းမကောင်းဆိုးဝါးသကောင်ချင်းစီကိုအချိန်ကွန်ခွာအစွမ်းသုံးနေတော့ပဲအကုန်လုံးပေါ်မှာတပြိုင်နက်တည်းအစွမ်းသုံးဖြစ်ပါတယ်။ဒါကြောင့်မှမကောင်းဆိုးဝါးတွေအကုန်လှုပ်မြဖြစ်ကုန်ပါပြီ။ memory လည်းလှုပ်မြဖြစ်နေတဲ့မကောင်းဆိုးဝါးတွေထဲက လေးပုံသုံးပုံလောက်ကိုအစိတ်စွမ်းသုံးပစ်ပါတယ်။ကောင်းဆိုးွားတွေကလည်းချိန်နဲ့တပြင်းညီချောကုန်ကြပါတယ်။မမော်ရီလည်းသူမကောင်းဆိုးွားကိုအတုပချနိုင်လိုက်တဲ့အချိန်တိုင်းမှာသူ့အစွမ်းတွေအကန့်အသတ်ရှိအောင်တိုးလာမယ်ဆိုတာသိသွားပါပြီ။တိတ်မကြခင်မှာပဲမမော်ရီရဲ့အစိတ်စွမ်းမိထားတဲ့သားကောင်တွေအားလုံးရှော့သွားခဲ့ပြီးမမော်ရီလည်းအတော်လေးအစွမ်းထက်လာပါဘူး။အဲ့ဒီပြင်အစိတ်မမိထားပဲထိပ်ပစ်အစွမ်းပဲမိထားတဲ့ကောင်တွေကတော့အစွမ်းပြဲသွားတာကြောင့်လှုပ်လှုပ်ပြန်ရနေပါပြီ။ဒါမှအဲ့ဒီမကောင်းဆိုးွားကြီးတွေကလည်း memory ကိုမတိုက်ခိုက်ရဲတော့ပါဘူး။ အရှိမတခြားမကောင်းဆိုးရတဲ့အများကြီးအတုပဖြစ်သွားတာကိုမြင်လို့ကြောက်နေကြတယ်မကောင်းဆိုးရတွေကလည်းလှုပ်လို့ရပြီဆိုတာနဲ့ဖက်ကျွန်အောင်ပြေးကြပါတော့ memory နဲ့ under king သွားပြီဖြစ်တာကြောင့်ခီးဆက်လာခဲ့လိုက်ပါတယ်တိတ်မကြခင်မှာပဲ memory နဲ့ acid ဖုတ်တွေနေတဲ့ဖုတ်ကူကိုရောက်လာပါတယ်အမှတ်ကူတဲ့နည်းနည်းပဲဝင်ရသေးချင်မှာ ဘိုက်ဆာလာတာကြောင့်ပြန်လဲထွက်လာခဲ့လိုက်ပါတယ်။မော်မော်ရဲ့အတွေးကတော့ကျွဲမကောင်းဆိုးဝါးနဲ့ကြက်မကောင်းဆိုးဝါးရဲ့အသားကိုအမဲနဲ့ကြက်လို့တွေးပြီးစားဖို့ပါ။အခောင်နေစီပြန်ရောက်လာတဲ့မော်မော်ကလည်းကျွဲမကောင်းဆိုးဝါးရဲ့အသားကိုတူးလက်ထဲကဓမြောင်တေးသေးလေးနဲ့ရအောင်ခုတ်ပါတယ်။အမဲအက်ဆစ်မီးတွေနဲ့ဖွဲ့စည်းထားတဲ့ကျွဲကောင်ရဲ့အသားကတော့ခုံမရလောက်အောင်မာနေပါတယ်။ဒါကြောင့်မော်မော်လည်းမျက်လုံးပဲဖောက်စားမယ်လို့တွေးလိုက်ပြီးကျွဲကောင်ရဲ့မျက်လုံးကိုတွားယူပါတယ်။မျက်လုံးကိုယူလို့ရသားချိန်မှာတော့မမ်မိုရီကဘိုက်ဆာဆာနဲ့မျက်လုံးကြီးကိုအားရပါးရကိုက်ဖြစ်ပါတယ်။ဒါမှမစားနိုင်ခဲ့ပါဘူး။ အချောင်းကတော့အမျက်လုံးကြီးက acid တွေနဲ့ပြည့်နေလို့ပါ memory လည်းဘိုက်စားပါတယ်ဆိုမှဘာမှစားမရလို့ဆိုပြီးစိတ်ညစ်သွားပါပြီစိတ်ညစ်နေရတဲ့အထက် memory ကနောက်ထပ်စိတ်ညစ်စရာတစ်ခုထပ်ပေါ်လာပါတယ်အဲ့တော့သူ့အတွက်မိအိမ်ဖြစ်ပေးနေတဲ့မော်အိတ်ကကြောက်တယ်အလင်းမိန်လာခဲ့ပါတယ် memory လည်းသူ့မှာရှိသေးတဲ့မော်စွမ်းသုံးပြီးအလင်းပြန်တက်အောင်လှုပ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအိတ်ကရုတ်တရက်အလေးချိန်တိုးသွားတာကြောင့်သူလည်းအံ့ဩသွားခဲ့ပါတယ် memory လည်းရုတ်တရက်ဒီအလေးချိန်တိုးသွားတဲ့အိတ်ကိုဘာလို့အလေးချိန်တိုးတာလဲဆိုတာသိချင်လို့ခွင့်ကြည့်လိုက်ပါတယ်အဲ့ထဲမှာသူမြင်လိုက်ရတာကတော့ကိုလာတပူးနဲ့ဂျပန်အမဲ၆ပြားပါ ။ဟိုလေအိတ်သေးကနေစားချင်းတော့တောင်းစားလို့ရတာပဲဆိုတာသဘောပေါက်သွားပါတယ်။တောင်းမဲ့ဘိုက်ဆာဆာနဲ့ရလာတဲ့စားစရာအကုန်ဘိုက်ထဲထည့်ပစ်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ memory လည်းခီးဆက်လာခဲ့လိုက်ပါတယ်။ပြက်အကန်းတက်မရှိတဲ့အစွမ်းကြောင့်ပဲလမ်းမှာတွေ့ရမကောင်းဆိုးရတဲ့အကုန်လုံးကိုလွယ်လွယ်လေးအတုပချပစ်နိုင်ခဲ့ပါတယ်။အဲ့ကြခင်မှာပဲ memory ကြောင့်တုတ်တင်ရှင်းလင်းရေးနေမြေနောက်ဆုံးနေမြေဖြစ်တဲ့စောင့်အောင်ကြီးတစ်ခုတည်းရောက်လာပါတယ်။မော်ရီလည်းတုတ်တင်ရှင်းလင်းရဲ့နေမြေထဲထွက်ဖို့ဆိုဒီစောင့်အောင်ထဲတေချာဘဝင်ရမယ်ဆိုတော့ရိတ်မိတာကြောင့်ဝင်သွားလိုက်ပါတယ် ဆောင်းအောင်ထက်ရောက်ချိန်မှာတော့မေမေကျတန်ရာမရှိပဲတော်ကဲနေကြတဲ့သူရဲကောင်းတွေရဲ့အယိုးစုတွေကိုတွေ့ရပါတယ်။တော်လည်းသူရဲကောင်းစီကအတုံးဝင်လောက်မဲ့ပစ္စည်းတွေကိုရှာယူပါတယ်။ကြားလာတဲ့ပစ္စည်းတွေကတော့ဘာမှမသိတဲ့အပြားကြောက်တထုံနဲ့တားမြင့်မောင်ပေါင်းထုပ်စာအုပ်ကြီးတုပ်ပဲဖြစ်ပါတယ်။အဲ့ဒီပြင်စာအုပ်မှာရေးထားတဲ့သတိပေးစာကိုလည်းတွေ့လိုက်ပါသေးတယ်။အဲ့တော့ဝိရင်စာသုံးသူကိုသတိထားဖို့ပါပဲ။တော်လည်းဆက်တွက်လာခဲ့လိုက်ပါတယ်။တိမ်ချာခင်မှာပဲထွက်ပေါက်တကားကိုတွေ့ပါတယ်။အဲ့ဒီပြင်ဝိရင်စာသုံးသူဆိုတာကြီးကိုလည်းတွေ့လိုက်ပါတယ်။ကြေတနာတော့ထွက်ပေါက်ကိုဖွင့်နိုင်ဖို့ဆိုရင်ဝိဉ္စစာသုံးသူရဲ့နှစ်ဖူးမှရှိတဲ့ကြောက်ကိုရအောင်ယူနိုင်မှဖြစ်မှာပါ။ မမော်ရီလည်းမကောင်းဆိုးဝါးကိုတိုက်ခိုက်ဖို့လုပ်ပါတယ်ဒါမှမဟုတ်သူ့တိုက်ခတ်တွေကအသုံးမဝင်ခဲ့ပါဘူးတိုက်ခတ်အသုံးဝင်အောင်ဆိုရင်တော့မကောင်းဆိုးဝါးကိုသတိလွတ်သွားအောင်အရင်လုံးမှရမှာပါဒါကြောင့်မမော်ရီလည်းမကောင်းဆိုးဝါးကြီးကသူနဲ့တိုက်ရအောင်ဖန်တီးထားတဲ့မကောင်းဆိုးဝါးတွေနဲ့တိုက်နေချင်းမနိုင်ချင်းအောင်ဆောင်လိုက်ပါတယ်ဒါကိုမြင်တဲ့ဝိရင်စားသုံးသူကြီးကလည်းစိတ်ဝင်စားစရာတားကောင်ကြပြီဆိုပြီးအယမ်းပြောင်နေပါတယ်မမော်ရီလည်းအပျော်လွန်ပြီးသတိလွတ်နေတဲ့မကောင်းဆိုးဝါးကောင်ကိုအတူပါချပစ်လိုက်ပါတယ်။ဝိရင်စားသုံးသူကိုအတူပါချပစ်လိုက်တဲ့ခါမှာတော့အဲ့ဒီကောင်စားပစ်ခဲ့တဲ့တားကောင်တွေရဲ့ဝိရင်တွေလည်းထွက်ပေါ်လာခဲ့ပါတယ်။ဒါမဲ့ memory ကိုတိုက်ခိုက်ဖို့လို့မဟုတ်ပါဘူး။ memory ကိုချီးကျူးဖို့ပါ။ ဒီလိုထွက်လာတဲ့ဝိညာဉ်တွေထဲမှာအမောင်သခင်ကြီးတောင်ပါပါသေးရဲ့အမောင်သခင်ကြီးကလည်းမကောင်းတဲ့နတ်ဖျားမအောင်တေချာပေါက်လက်စားချေပေးပါလို့တောင်းဆိုလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ဝိညာဉ်အလုံးပျောက်သွားခဲ့ပါတယ်မမော်ကြီးကလည်းဝိညာဉ်စားသုံးသူရဲ့နှစ်ဖူးအကြက်ကိုတုံးပြီးကြောက်စရာကောင်းတဲ့တုတ်တင်ရှင်းလင်းရင်းနေမြေထဲကထွက်လာရင်အပိုင်းနှစ်ကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါခဲ့ပါတယ်ပိုင်းသုံးရဲ့ဆက်မှာတော့မကောင်းဆိုးရတွေကိုတိုက်ရင်အပြင်းထန်လေ့ကျင့်နေတယ်ဆင်းဖို့ကကြောင်းသားအုပ်စုကိုတွေးရမှာပါဒီလိုလေ့ကျင့်နေဆိုတာလည်းအကြောင်းရင်းတစ်ချက်ရှိပါတယ်ပထမတစ်ချက်ကတော့သူတို့ရဲ့စွန့်ရင်စင်တိုးနိုင်ဖို့ပါပဲ။ နောက်တစ်ချက်ကတော့နတ်ဖျားမကမရှင်နေနဲ့မကောင်းဆိုးဝါးတွေကိုတက်ခိုင်းလိုက်တာပဲဖြစ်ပါတယ်။ဒါကြောင့်ចောင်းသားတွေကလည်းသူထက်ကိုအပြင်မကောင်းဆိုးဝါးတွေကိုညာတာမှုရှိတက်ဖြတ်နေရတယ်။ဒါပေမဲ့ចန်တဲ့ចောင်းသားတွေနဲ့မတူတဲ့ចောင်းသူတယောက်လည်းရှိပါတယ်။သူကတော့ကိုပါသူပါကိုပါသူကတော့အရန်ကိုအကျဉ်းသာတရားနဲ့ပြစ်ဝတဲ့သူတယောက်ပါ။ဒါကြောင့်မကောင်းဆိုးဝါးတစ်ခေါက်ကိုတက်ဖို့တောင်သူမတက်ရက်ခဲ့ပါဘူး။ကိုပါသူလည်းမကောင်းဆိုးဝါးမလိုက်ပဲဓာကြီးပိုက်ပြီးငိုင်းနေခဲ့ပါတယ်။ဒီချိန်မှာပဲအာစာကီကရောက်လာပြီးကိုပါသူကိုစကားလာပြောပါတယ်။ သူပြောတာကတော့တခြားမဟုတ်ပါဘူးခီရီဟာရာတို့လိုဘုံရင်မြတဲ့သူတွေပြင့်နေတယ်သူတို့အတန်ကအချိန်တိုအတွင်းအဖွဲ့ကွဲစားမယ်ဆိုတော့ဟိုဟာအာစာဂီကတော့အဲ့လိုအဖွဲ့ကွဲစားရင်ကိုဘာတိုကိုသူတို့အဖွဲ့ထံဝင်စေခြင်းပါတယ်ကိုဘာတိုကတော့အာစာဂီရဲ့ကမ်းလှမ်းနေတာတော့ဘာပြောရမလဲမသိသေးပါဘူးဒါပေမဲ့လည်းအာစာဂီရဲ့ကမ်းလှမ်းချက်ကိုလက်ခံလိုက်ပါတယ်အချောင်းကတော့အာစာဂီတို့ရဲ့အမြင်မှာ special act club ဖြစ်တဲ့စူဂိုကတော့ကြာကြာအသက်ရှင်မှာမဟုတ်ဘူးလို့တွေးထားမှတိတာနေလို့ပါ အစာကြီးကလည်းသူ့ဖော့ထံဝင်လာတဲ့သူကိုအစွမ်းမတက်အောင်ခြံမထားနိုင်ဘူးဆိုပြီးအရှင်ဖမ်းထားတဲ့မိစ္ဆာတကောင်ပေးပါတယ်။ပေးတယ်ဆိုတာလည်းတတ်ဖို့ပေးတာပါ။ကိုဘတော်ကတော့မျက်စိရှိမှတားကောင်ရှိနေတာတော့မတက်ရက်ပါဘူး။ဒါမှသူအဲ့လိုမတက်ရင်လည်းနတ်ဖျားမကသူ့ကိုစောင်းမွေးကြတယ်လို့သတ်မှတ်မှာပါ။စောင်းမွေးစာကြရင်စိတ်မမှန်တဲ့နတ်ဖျားမကဘာလို့မလဲမသိနိုင်တာကြောင့်သူလည်းမကောင်းဆိုးဝါးလေးကိုမျက်စိစုံမိပြီးတတ်ပြက်လိုက်ပါတယ်။အစာကြီးတော့ကလည်းသူ့ကိုပထမဆုံးတားကောင်တတ်နိုင်သွားတဲ့ဂုံပြုတ်ပေးပါတယ်။ ထားမဲ့သူကတော့မပြောင်းနိုင်ပါဘူး။အစာကြီးတို့ထွက်သွားချိန်မှာတော့ကိုဘာတို့တယောက်ဂျင်နာတက်တဲ့ memory ကိုတတိယမိနေပါတယ်။အဲ့ဒီချိန်မှာဖခင်မရဲ့နန်းတော်မှာရှိနေတဲ့စူဘိုကတော့တတိယလာပါပြီ။တတိယလာတဲ့စူဘိုကလည်း memory ကိုမကယ်ပေးနိုင်တဲ့အတွက်ဝမ်းနည်းမိပါတယ်။ဝမ်းနည်းတဲ့စိတ်နဲ့ဒေါသထွက်ကနတ်ဖခင်မနဲ့ထိတ်သက်ရှင်းဖို့စဉ်းစားမိသွားပါတယ်။တချို့စူဘိုတယောက်နတ်ဖခင်မကိုတွားတွေ့ပါတယ်။နတ်ဖခင်မနဲ့တွေ့တဲ့ချိန်စူဘိုတိလက်ရတာကနတ်ဖခင်မကစာမွေးချတဲ့သူတွေကိုလည်းတုတ်တင်ရှင်းလင်းရင်းနေမြေထဲပိုးပစ်တယ်ဆိုတာပါပဲ။ ဒါဝတိကတော့အတန်ခေါဆောင်နေနေမဖြစ်ဖြစ်ကျောင်းသူကျောင်းသားတွေကိုကာကွယ်ဖို့တာဝန်ရှိတယ်လို့စူဘောကတွေးမိပါတယ်။ဒါကြောင့်စာမွေးချတဲ့သူတွေတာဝန်ကိုသူလုပ်ပေးမှဖြစ်တာကြောင့်နောက်ထပ်ဘုသူ့ကိုမှတုတ်တင်ရှင်းလင်းရေးနေမြေထဲမှာပို့ပါနယ်လို့နဖျားမကိုပြောပါတယ်။နဖျားမကလည်းနေရင်ထိုင်ရဲ့ Xcraft Hero ကိုထိုင်ခိုင်းစားလို့ရတော့မှမို့သဘောတူလိုက်ပါတယ်။သဘောတူတဲ့အနေနဲ့စူဘောနဲ့လည်းလက်ဆွဲနှုတ်ဆက်ပါသေးတယ်။အဲ့ဒီနောက်စူဘောနဲ့နဖျားမရဲ့ရုံးခန်းထဲကထွက်လာလိုက်ပါတယ်။ ရင်နဲ့လည်းနဖျားမရဲ့လက်ကရေခဲတုံးလိုအင်းနေတာနဲ့ပတ်သက်ပြီးတွေးမိနေပါသေးတယ်။ချင်မီမော်ရီရှိနေတဲ့အမောင်တော်မှာကောင်မလေးတက်ပြဲသွားနေပါတယ်။ကလေးနိုင်မြတော့အရှင်ပါအရှင်ကတော့နတ်တငယ်တိုင်းပြည်ကစစ်တေရဲ့မင်းသမီးတပါပါဒါပေမဲ့မြားလက်ထက်အသိခံလိုက်ရတဲ့အကြောင်းတိုင်းပြည်ကနေထွက်လာခဲ့တာပါ။ပပင်းနေရတဲ့အချောင်းကတော့သူ့နောက်ကတရေကောင်းမုတ်ဆိုးတွေလိုက်နေလို့ပါပဲ။တရေကောင်းမုတ်ဆိုးဆိုတာကတော့တရေကောင်းတွေကိုခါချင်းမြင့်မြင့်နဲ့ဖမ်းဆီးပြီးသူများစီမှာကျွန်လုပ်ဖို့ရောင်းစားတဲ့သူတွေပါ။မီမော်ရီကလည်းတုတ်တင်ရှင်းလင်းရေးနေမြေထဲကထွက်လာပြီးအမောင်တော်တွေရောက်လာခဲ့ပါတယ်။ အမောင်တော်တဲ့ရောက်ထင်မှာတော့မီမိုရီတယောက် slime ကောင်တွေနဲ့တွေ့ပါတယ် slime ကောင်တွေကလည်းအကောင်ကြီးတဲ့ slime ကအကောင်သေးတဲ့ slime ကိုဝိုင်းနိုင်ကျင့်နေတာပါမီမိုရီလည်း slime လောကမှာတော့အနိုင်ကျင့်တာရှိပါလားဆိုပြီးအံ့ဩမိနေပါတယ်မီမိုရီလည်းကိုယ့်ကိုကာကွယ်ဖို့စူးစမ်းနေတဲ့ slime ကောင်လေးကိုတနာတာကြောင့်နဲ့ slime တွေကိုပညာပေးလိုက်ပါတယ် slime လေးရလဲသူ့ကိုကယ်ပေးလို့ဆိုပြီးမီမိုရီနောက်ကိုတကားကောက်လိုက်ပါတယ်။ဒါကြောင့်မီမိုရီလဲ slime လေးကိုမွေးထားလိုက်ပါတယ်။ ဖမတော့အရှင်ကသူ့ကိုတရေကမဟုတ်ဆိုးတွေမတွေ့အောင်ဆိုပြီးမော်စွားနဲ့အထူးဝတ်ဆုံးသူစုံကိုဝတ်ထားလိုက်ပါတယ်သူအဲ့လိုဝတ်လိုက်တာကြောင့်မော်ဆိုးတွေကအာယုံခံမာပြီး memory စီရောက်သွားပါတယ်မော်ဆိုးတွေလည်း memory ကိုလမ်းမှလာရှုပ်လို့ဆိုပြီးတပ်ပြစ်မဲ့လောက်ပါတယ်ဒါမှသူတို့လဲချေတာတောင်စကားမဆုံးခင်ပါပဲ memory တက်လို့မာလကီယာတွားကြပါတယ် memory နဲ့ slime ကောင်ပေါက်လေးကိုခေါ်ပြီးခီးထွက်လာခဲ့ပါတယ်အဲ့ဒီပြင် slime ကောင်လေးကို piki maru လို့နာမည်ပေးလိုက်ပါတယ်ခဏကြာလမ်းလျှောက်လာကြပြီးတဲ့နောက်မှာတော့သူတို့နှစ်ယောက်သားအာရှင်နဲ့တွေ့ပါတယ်။ဒါမှအာရှင်ကိုမယုံတာကြောင့် memory ကအာရှင်ပုံမှာ အစွမ်းချိတ်ပွဲအစွမ်းသုံးလိုက်ပါသေးတယ်ချိတ်ပွဲအစွမ်းနဲ့အာရှင်ကိုလှုပ်လို့မရလှုပ်ထားတယ်ဆိုပေမဲ့လည်းသူမေးတာတွေဖြေဖို့တကောင်းကိုတော့လှုပ်ပေးထားပါတယ်အာရှင်ကလည်းသူရဲ့ကမုတ်ဆိုးတွေနဲ့ပတ်သက်လို့မေးပါတယ်မီမော်ကလည်းသူရဲ့ကမုတ်ဆိုးတွေကိုသူအတုပချလိုက်ပြီဆိုတဲ့အကြောင်းပြောပြလိုက်ပါတယ်ဒါကိုကြားရတဲ့အချိန်မှာတော့အာရှင်ကတော့မယုံသူကယုံတွေ့ပါပဲမီမော်ကြီးကလည်းမောင်တခင်ကြီးစီကရခဲ့တဲ့စားလေးကိုထုတ်ပြပါတယ်ဒီစားလေးကတော့တားမြစ်မော်စားလေးဖြစ်ပြီးရှေ့ကစားနေရေးထားတာပါဒါကြောင့်ဘသူမှမဖတ်တတ်ပါဘူး ်မိမော်ရီလန်အာရှင်ကိုစာလေးပေါ်ကစာအကြောင်းမေးပါတယ်ဒါမှအာရှင်လည်းမဖတ်တတ်ပါဘူးမိမော်ရီလန်စိတ်ညစ်သွားပါတယ်စိတ်ညစ်သွားတယ်မိမော်ရီကိုမြင်တဲ့အာရှင်ကလည်းစာလေးကိုဖတ်နိုင်မယ်လို့တယောက်ကိုသိတယ်လို့ပြောပြပါတယ်အဲ့လိုကတခြားမဟုတ်ပါဘူးတမ်းမြင့်မော်မှန်သမျှကောင်းကောင်းသုံးနိုင်တဲ့တမ်းမြင့်မော်ဆုံးမပဲဖြစ်ပါတယ်အရှင်ကလည်းတမ်းမြင့်မော်ဆုံးမကနိုင်ငံထဲကနှင်တုတ်ခံရတဲ့သူဖြစ်ကြောင်းနဲ့သူ့ကိုရွှေရောင်မျက်လုံးမကောင်းဆုံးနိုင်မီမှာတွားရှာလို့ရနိုင်ကြောင်းပြောပြပါတယ်မိမော်ကလည်းသူအခုရောက်နေတာကအလျွန်လားလို့မေးပါတယ်အချောင်းကတော့သူ့ဘာကိုစားရောက်တုန်းကနတ်ဖျားမှရှိတဲ့နေရာကအလျွန်ဖြစ်နေလို့ပါ ဒါမှမဟုတ်ခုလောလောဆယ်ကတော့သူကအလျော်နဲ့တော်တော်ဝေးတဲ့ဦးစားတိုင်းပြည်ကိုရောက်နေတာပါဒါကိုသိရတဲ့ memory ကလည်းအချိန်တွေကိုအုံးမှာပဲလို့တွင်းမိပြီးစက်ညစ်သွားပါတယ် memory လည်းချစ်ပိတ်ထားတဲ့အစွမ်းကုန်တော့မှာမို့အစွမ်းပြေမှာသွားခြင်းတဲ့နေရာသွားတော့လို့အာရှင်ကိုပြောထပ်ပြီးထွက်လာခဲ့လိုက်ပါတယ်ဒီမာရုကလည်းသူ့အင်ဂျီအုပ်ထုပ်ထဲကနေဝင်ပြီးလိုက်လာခဲ့ပါတယ်ပိုင်းလေးရဲ့အဆမှာတော့ miss time ပြည်တော့ဝင်လာတဲ့ memory ကိုတွေ့ရမှာပါတိုင်းပြည်ဂိတ်ပေါက်ကဂိတ်ဆောင်တွေကလည်းလူသစ်ဝင်လာတယ်ဆိုပြီးတော့ memory ကိုစစ်မေးနေကြပါတယ်ဒါမှမဟုတ်ဝတ်ကြည်တန်းကြည်ပဲစစ်တော့ပါ ဘလောက်ထိဝတ်ကြည်တန်းကြည်လဲဆိုရင် memory ကစွန်စားသူဆိုတာနဲ့လှုပ်ပေးလိုက်တဲ့အထိပါပဲ memory လည်းမြုပ်ထဲရောက်တာနဲ့တေးကိုကန်တခန်းရှာပြီးတေးကိုကိုလှုပ်ပါတယ်သူ့ရဲ့တေးကိုကန်ပိုင်ရှင်ကလည်းရပောင်းများစွာတုတ်တင်ရှင်းလင်းရေးနေမိတဲ့နေခဲ့ရတာကြောင့်ဆုပ်ပြတ်နေတဲ့သူ့ဝတ်စားတွေကိုကြည့်ပြီး memory ကိုအထင်သေးပါသေးတယ်ဒါပေမဲ့ memory ကငွေတင်းကတပြားထုတ်ပြလိုက်တဲ့ခါမှာတော့ပုံစံအချက်ချင်းပြောင်းသွားခဲ့ပါတယ်အခုဆိုရင်တော့တေးကိုကန်ပိုင်ရှင်ကတေးကိုချိုးစွာနှွေးထွေးတဲ့လူကြီးဖြစ်နေပါတယ် memory လည်းအားလုံးလည်းမြုပ်ထဲပတ်ကြည့်ပါတယ် ဲ့ဒီနောက်မှာတော့တဲဘော်ကစားသောက်ဆိုင်မှာညစာသွားစားပါတယ်ညစာစားနေရင်လည်းဘေးဝမ်းကလူတွေပြောတဲ့အင်အားကြီးစစ်တပ်အကြောင်းနားထောင်မိပါတယ်သူတော်ဘုံကတတ်မှတ်နေမြေတုတ်တင်ရှင်းလင်းရေးအတွက်ဆိုပြီးစွန်စားသူတွေအများကြီးစစ်ခေါ်ထားတဲ့အကြောင်းမှကြားခဲ့ရပါသေးတယ်စားပြီးနောက်မှာတော့မင်းမွေကြောက်သူ့အခန်းကိုပြန်လာလိုက်ပါတယ်အခန်းထဲရောက်ချိန်မှာတော့မင်းမွေလည်းအမောင်းတခင်စီးကယူလာတဲ့တားမြစ်မပေါင်းချုပ်စာအုပ်ကိုဖတ်ကြည့်ပါတယ်အဲ့ထက်မှာတော့အစီရင်ပေါင်းစုံအကြောင်းရေးထားပါတယ်မင်းမွေလည်းအစီရင်အားလုံးထဲမှာမှမော်သားရဲ့အစင်းမြင့်စင်းအစီရင်ကိုစိတ်ဝင်စားသွားခဲ့ပါတယ် အစီရင်အတွက်စမ်းသပ်ခံမဲ့မော်တာရဲကတော့ပီကူမာရုပါပဲဒါမဲ့အစီရင်အတွက်လိုအပ်တဲ့အယိုး၆ဘီယံရဲ့အယိုးမှုဆိုတာတော့ရှားခက်ပါတယ်အယိုး၆ဘီယံဆိုတာလဲရှင်းလင်းရေးနေမြေတွေထဲမှာရှိတာပါနောက်တစ်နေ့မှာတော့မစ်မြို့ရဲ့မြို့သားကတမျိုးလုံးကစွန့်စားသူတွေကိုခေါ်တာကြောင့် memory ပါတွားရပါတယ်စစ်ဘောခံရတဲ့အကြောင်းကတော့တခြားမဟုတ်ပါဘူးသူတို့မျိုးရဲ့ရှင်းလင်းရေးနေမြေတွေကမကောင်းဆိုးဝါးတွေကိုရှင်းပေးဖို့ပါပဲမိမော်ရဲ့ရေငတ်တို့ရေရင်းတွေကြတယ်လို့ပဲအခွင့်တင်သွားပါတယ် အဲ့နောက်မှာတော့မင်းမွေကျောက်ရှင်းလင်းရေးနေမြေထဲဝင်ဖို့စီရင်သွားပေးပါသူ့လိုမျိုးစီရင်ပေးနေတဲ့သူတိုင်းသမားတွေကလည်းတယောက်နှစ်ယောက်တော့မဟုတ်ပါဘူးသူတို့အထဲမှာမှအရှင်လည်းပါပါသေးတယ်စွန်စားရဲ့သမားတွေထဲကတယောက်ကလည်းအရှင်ကိုမှတ်မိသွားပါတယ်ဒါကြောင့်စကားသွားပြောပြီးမှအရှင်ကတော့ "तू အရှင်မဟုတ်ဘူး"လို့ပြောပါတယ်စကားသွားပြောတဲ့စွန်စားရဲ့သမားကလည်းအရှင်ကနတ်တန်ငယ်ဖြစ်ကြောင်းတက်တိတ်ပြမယ်ဆိုပြီးအရှင်ဆောင်းထားတဲ့အုတ်ထုပ်ကိုဆွဲချုပ်ပါတယ်သူအဲ့လိုလုပ်တယ်ဆိုတာနတ်တန်ငယ်တွေမှာသူမတူအောင်ခြုံထက်နေတဲ့နှရက်ရှိလို့ပါ ဒါမဲ့အရှင်ကတော့မော်စန်းနဲ့နှရဲချွန်ချွန်တွေကိုဖျောက်ထားတာကြောင့်နတ်တငယ်လိုမထင်ရတော့ပါဘူး။စွန်စားရေးသမားကလည်းသူမလုပ်မိပြီဆိုပြီးပြေးဆွတ်သွားပါတယ်။စင်းပြေးတဲ့နေရာပြန်ချတဲ့အခါမှာတော့မီမော်ရီနဲ့အရှင်တို့ထပ်တွေ့ပါတယ်။မော်ရီကလည်းသူကလက်နဲ့ဝဲဖို့တွားနေတာဖြစ်လို့လက်နဲ့ရောင်းတဲ့ဆိုင်စီခေါ်သွားပြီးပါဆိုပြီးအရှင်ကိုကူညီတောင်းပါတယ်။မီမော်ရီကလက်နဲ့ရောင်းဆိုင်စီခေါ်သွားပြီးရင်လမ်းညွန်ခပေးမယ်လို့ပြောပါတယ်။ဒါကြောင့်ခီးထွက်ဖို့ငွေလုံးနေတဲ့အရှင်ကလည်းမီမော်ရီကိုလက်နဲ့ရောင်းဆိုင်စီခေါ်သွားလိုက်ပါတယ်။ မိမော်ကလည်းသူလိုချင်တဲ့လက်နဲ့ရပြီဆိုရနဲ့အာရှင်ကိုလမ်းညွန်ခဖြင့်ငွေတင်းကသုံးပြပေးပါတယ်။နောက်တနေ့မှာတော့ရှင်လင်းရည်နေမြေထဲစွန်စားသူတွေဝင်ကြမဲ့နေကိုရောက်လာပါတယ်။မိမော်အတွက်ကတော့ရှင်လင်းရည်နေမြေထဲမှာရှိနေတဲ့မကောင်းဆိုးရတွေဆိုတာဘာမှမပြောပါလောက်တဲ့အောင်တွေပါပဲ။ရှင်လင်းရည်နေမြေထဲဝင်လာရင်တနေ့ရရောက်မှာတော့အာရှင်ကိုနတ်တငယ်လို့ပြောတဲ့စွန်စားသူတွေနဲ့တွေ့ပါတယ်။စွန်စားသူကတော့သူ့ကိုအဆက်ခွဲလို့ဆိုပြီးအာရှင်ကိုတတ်ဖြစ်ဖို့လူငားနေတာပါ။အာရှင်ကိုဘာမှမဖြစ်စေချင်တဲ့မိမော်ကလည်းစွန်စားသူနဲ့ကြံတဲ့နေရာကိုချိတ်ပွဲအစွမ်းသုံးပြီးလှုပ်မရအောင်လှုပ်လိုက်ပါတယ်။ အဲ့နောက်မှာတော့တားရဲတွေပေါ်လာတဲ့နေမြေထဲမှာ၃ယောက်လုံးကိုဒီတိုင်းထားပစ်ခဲ့ပြီးထွက်လာလိုက်ပါတယ်။သူနဲ့ကြံတဲ့၂ယောက်ကလည်းမကောင်းဆိုးရတဲ့အစာဖြစ်သွားကြပါတယ်။မင်မော်ရီတယောက်အဲ့ထက်ကထွက်လာပြီးမကြခင်မှာပဲနောက်ထပ်အထက်တစ်ထပ်ကိုရောက်လာခဲ့ပါတယ်။အဲ့ထက်မှာတော့တခြားစွန်းစားသူတွေနဲ့တွေ့ပါတယ်။အဲ့ဒီစွန်းစားသူတွေကလည်းဒီထပ်တမှာရှိတဲ့မကောင်းဆိုးရတွေကအားကြီးတဲ့အရာတစ်ခုခုတိုက်ခိုက်တာခံထားရအောင်ပြောပြပါတယ်။အမှန်တော့အတက်ဟတ်ထားသူဆိုတာမင်မော်ရီပါပဲ။ ဒါမှမဟုတ်ဒါဝမသိတဲ့စွန်စားသူတွေကတော့အန်တယ်များတဲ့တားကောင်နဲ့မင်းဆိုင်ကျင်တာကြောင့်ပြန်ထွက်သွားကြပါပြီ။ဒီလိုနဲ့မေမော်ရီလည်းငကားမျက်လုံးဖလားထားတဲ့နေရာကိုရောက်လာပါတယ်။ငကားမျက်လုံးဖလားကတော့စွန်စားသူတွေလိုချင်နေကြတဲ့အရာပါ။လိုချင်ရတဲ့အကြောင်းရင်းကတော့အဖလားရသူကိုရွှေစ300ပေးမယ်လို့မြို့သားကပြောထားလို့ပါပဲ။မေမော်ရီကလည်းငကားမျက်လုံးဖလားကိုစောင့်နေတဲ့ငကားကိုတပ်ပစ်လိုက်ပြီးဖလားကိုယူဖို့လုပ်ပါတယ်။အဲ့ဒီအချိန်မှာအရှင်ကလည်းအခန်းထဲရောက်လာပါတယ်။အရှင်ကလည်းဖလားကိုရမှာကသူဖြစ်လိမ့်မယ်ထင်ထားတာလို့မေမော်ရီကိုပြောပါတယ်။ မင်းမော်ကြီးကလည်းဖလားကိုသူမလို့ချင်ဘူးဆိုပြီးအားရှင်ကိုပေးပြစ်ပါတယ်။သူကတော့ဖလားအောင်မှာရှိနေတဲ့ရှော့ဘက်ခန်းကိုဖွင့်ပြီးနောက်ဆင်းကိုသွားဖို့လုပ်ပါတယ်။အားရှင်ကလည်းဖလားကိုအလကားမလို့ချင်တာဆိုနောက်တဆင်းမှာမင်းမော်ကြီးကိုကာကွယ်ပေးမယ်ဆိုပြီးမင်းမော်ကြီးနဲ့အတူလိုက်လာပါတယ်။ဒီလိုနဲ့သူတို့နှစ်ယောက်အတူနောက်တဆင်းကိုရောက်လာပါတယ်။အားရှင်မှာရှိနေတဲ့မကောင်းဆိုးဝါးတွေကတော့တော်တော်လေးတံမာတဲ့ကောင်တွေပါ။မင်းမော်ကြီးကလည်းမကောင်းဆိုးဝါးတွေနဲ့ပတ်သက်လို့အားရှင်ကိုမေးကြည့်ပါတယ်။အားရှင်ကလည်းမကောင်းဆိုးရတဲ့အတွက်မှာရှူရမျက်လုံးရှိတဲ့အကောင်တွေကတခြားကဘာရဲ့သူရဲကောင်းတွေကိုအစင်းတက်အောင်ကောင်းကောင်းလုပ်ပေးနိုင်ကြောင်ပြောပြပါရတယ်။ ခဏကြာမှာတော့အဆင်မှာရှိနေတဲ့မကောင်းဆိုးရွားတွေကလည်းအကုန်အတုပဖြစ်သွားပါတယ်။ဒါမဲ့အရှင်ကတော့မကောင်းဆိုးရွားတကောင်ကိုအာယုံခံမိနေတော့ပါပဲ။သူအာယုံခံမိတဲ့မကောင်းဆိုးရွားကလည်းတခြားမဟုတ်ပါဘူးပီကီမာရုပါပဲ။မိမော်ရင်လည်းပီကီမာရုနဲ့အရှင်ကိုမိတ်ဆက်ပေးလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့သူတို့အားလုံးအနာယူဖို့လုပ်နေပါတယ်။မိမော်ရင်ကလည်းအရှင်ကိုအိတ်ဆက်ဆွမ်းနဲ့အိတ်ပြော်အောင်လှုပ်လိုက်ပါတယ်။အရှင်ရဲ့နှွက်ကလည်းသူအိတ်ပြော်သွားတယ်ဆိုရင်ပဲနတ်တငယ်နှွက်ပုံပြန်ပြောင်းသွားပါတယ်။အဲ့ဒီချိန်တောတနေရမှာတော့ငကားနဲ့အဖွဲရဲ့ခေါင်းဆောင်က အတက်ခံလိုက်ရတဲ့တရေကောင်းမဟုတ်ဆိုးလေးယောက်နားကိုရောက်နေပါတယ်အမှန်တော့အဲ့တရေကောင်းလေးယောက်ကိုအာရှင်ကိုဖမ်းခိုင်းထားတယ်ဆိုတာလည်းငကားနဲ့တက်ဖွဲ့ပါပဲအပိုင်းငယ်ရဲ့အဆမှာတော့အိပ်ပျော်နေတဲ့အာရှင်ကိုတွေးရမှာပါအိပ်ပျော်နေတဲ့ဆိုတာမှအာရှင်လည်းနိုးလာခဲ့ပါပြီမိမော်ကြီးကလည်းအိမ်မပျော်သေးပေမဲ့အာရှင်နိုးလာပြီဆိုမှအိမ်မိုးချနေရကနိုးလာခြင်းအောင်ဆောင်ပါတယ်သူတို့နှစ်ယောက်လည်းအိပ်ပြီးပြီဆိုတော့နောက်တစ်ဆင်းဆက်သွားဖို့လုပ်ပါတယ်အဲ့ဒီအချိန်ရိုးချောက်ပြင်းနဲ့ထွက်လာပါတယ်အာရှင်ကလည်းမိမော်ကြီးကိုသူကာကွယ်ရမယ်ဆိုပြီးရိုးချောက်ပြင်းနဲ့တိုက်ခိုက်ဖို့လုပ်ပါတယ် ဒါမဲ့အယိုးချောက်ပြင်းဆိုရင်မကောင်းဆိုးကလေပင်းတနေရာတည်းမှာပဲအားနည်းချက်ရှိတာပေါ့အားရှင်လည်းအယိုးချောက်ပြင်းနဲ့တိုက်ခိုက်ဖို့အတွက်သူ့ရဲ့နတ်တငယ်ဂါထာတွေရွတ်ပါတယ်အဲ့ဒီပြသူ့ဂါထာတွေကိုသူကရှိုးဘက်ထားနေတာကြောင့်ရှိုးဘက်ထားပြီးဖို့လည်းမီမော်ရီကိုပြောပါတယ်ဒါမဲ့အယိုးချောက်ပြင်းကြောင့်ဂျင်းညက်နေတဲ့မီမော်ရီကလည်းသူ့အစွမ်းထုတ်သုံးပြီးအယိုးချောက်ပြင်းကိုအာသူဘချားပြစ်လိုက်ပါတယ်အားရှင်ကလည်းမီမော်ရီအစွမ်းကြောင့်အောင်အောသွားခဲ့ရပါတယ်မီမော်ရီကလည်းသူ့လိုချင်တဲ့အယိုးချောက်ပြင်းဖြစ်တဲ့အကြောင်းပြောပြပါတယ်နောက်ပြီးသူလိုချင်တဲ့အယိုးမကိုယူပါတယ်အဲ့နောက်မှာတော့သူတို့လည်းရှင်းလင်းရင်းနေမြေထဲကပြန်ထွက်ဖို့လုပ်ပါတယ် ဒါပေမဲ့ပီကီမာရုကပြန်မထက်သေးပဲပျက်စီးတစ်ခုကိုပြပါတယ်။အဲ့ဒါကတော့ဘာဦးမှမသိတဲ့ဥတလုံးပါ။မီမော်ရီကလည်းပီကီမာရုကအဲဥကိုယူစေခြင်းမို့ရတာကြောင့်သူနဲ့တူယူလာလိုက်ပါတယ်။မီမော်ရီတို့ရှင်လင်းရဲ့နေမင်းထက်ကပြန်ထွက်လာပြီးနောက်မှာတော့အာရှင်ကပျက်စီးအပ်တဲ့ဌာနကိုငကားမျက်လုံးဖလားပြန်တွားပါတယ်။ပျက်စီးသူစုကြဲကလည်းနောက်နေ့မှရမှာပါ။ဒါကြောင့်အာရှင်ကတညလုံးအားနေပါတယ်။မီမော်ရီကလည်းည7နာရီထိုးရင်သူနဲ့တွေ့ရအောင်လို့အာရှင်ကိုခေါ်ပါတယ်။7နာရီတိမှာတော့အာရှင်ကမီမော်ရီစီတွားတွေ့ပါတယ်။ မင်မော်ရီလည်းကောင်မလေးရဲ့အချိန်တိကျမှုကိုစိတ်ထဲကနေရှူးရှူးလိုက်ပါတယ်မင်မော်ရီကအာရှင်ကိုခေါ်ရတဲ့အကြောင်းကတခြားမဟုတ်ပါဘူးသူ့ရဲ့ရွှေရောင်မျက်လုံးမကောင်းဆိုးဝါးနေမည်စီတွားတဲ့လမ်းမှာအာရှင်ကိုသူနဲ့တူလိုက်ခဲ့စေခြင်းလို့ပဲဖြစ်ပါတယ်သူနဲ့တူလိုက်ဖို့အတွက်လည်းအာရှင်ကိုကာကွယ်ပေးခပေးမယ်လို့ပြောပါတယ်အာရှင်ကလည်းလိုက်ခဲ့ဖို့သဘောတူလိုက်ပါတယ်မင်မော်ရီလည်းတုတ်တင်ရှင်းလေးနေမည်တွေကယူလာတဲ့ဘာမှမသိတဲ့ချောက်တွေတည်းရတစ်ခုကိုအာရှင်ကိုပေးပါတယ်အာရှင်ကတော့အကြောက်ကိုကြည့်ပြီးငကားချောက်ဖြစ်မယ်ဆိုတာသိလိုက်ပါတယ် နဂါးချောက်ဆိုတာတလောကလုံးမှာတပွင့်တွေရှာတွေ့တဲ့ချောက်ပါအရှင်လည်းဒီလောက်ဈေးကြီးတဲ့ချောက်ကိုပြီးရင်သူလက်မခံနိုင်ဘူးလို့ပြောပါတယ်ဒါမှမဟုတ်မိမောကြီးကအတင်းပေးနေတာကြောင့်မတက်တာပဲလက်ခံလိုက်ရပါတယ်အဲ့နောက်မှာတော့ညောက်သူညဆာသွားစားပါတယ်မိမောကြီးကလည်းတာမြင့်မော်ရီနဲ့ပတ်သက်ပြီးအရှင်ကိုဟိုးတီတီမေးကြည့်ပါတယ်အရှင်ကလည်းတာမြင့်မော်ဆိုတာနဖျားမအောင်နဲ့မတုံးတင်ဘူးလို့ပြောလိုက်လို့တာမြင့်မော်ဖျက်လာတာဖြစ်ကြောင်းပြောပြပါတယ်မိမောကြီးကလည်းတာမြင့်မော်ရီကနဖျားမအောင်ထိခိုက်စေနိုင်လို့ဖြစ်မယ်ဆိုပြီးတွေးလိုက်မိပါတယ် နောက်တစ်နေ့မှာတော့အာရှင်ကစုကြဲထုတ်ဖို့တွားရပါတယ်။ memory ကိုလည်းနဲ့လည်းမတိုင်ခင်ပြန်လာမယ်ဆိုပြီးတော့ပြောသွားပါသေးတယ်။ memory လည်း pg mario နဲ့အစင်းမြစ်စင်းအစီရင်ကိုစမ်းကြည့်ဖို့တော်တဲ့ထွက်လာပါ။အဲ့ရှင်စုဘောကတော့နတ်ဖျားမလည်းစကားပြောနေပါတယ်။ဖျားမကလည်းစုဘောကိုခီရာရတို့အဖွဲ့နဲ့ပူပေါင်းဖို့ပြောပါတယ်။စုဘောကလည်းခီရာရလို့ဘဝင်ကောင်းနဲ့မပူပေါင်းချင်ဘူးလို့ပြောပါတယ်။နတ်ဖျားမကလည်းစုဘောကဘဝင်မြင့်တယ်လို့ပြန်ပြောလိုက်ပါတယ်။ ဒါပေမဲ့စူပူကတော့ခလူးမဆိုင်ခဲ့ပါဘူး။နဖျားမကလည်းစမ်းသက်ချက်ကြာရှုံးတဲ့သူတွေကိုပညာပြန်သင်ပေးဖို့စူပူကိုတောင်းဝန်ပေးလိုက်ပါတယ်။စူပူကတော့အဲ့တောင်းဝန်ကိုလက်မခံကျင်ခဲ့ပါဘူး။အမေတကယ်လို့သူသားလက်မခံရင်စမ်းသက်ချက်မှာကြတဲ့သူအလုံးသူရှင်လင်းရင်နေမင်းစုပိုးကမှာဖြစ်လို့လက်ခံလိုက်ပါတယ်။တစ်ဖက်မှာတော့မီမိုတယောက်အရှင်အထွက်လာကိုမျောနေပါတယ်။ဒါပေမဲ့အရှင်ကတော့ချင်းထားတာကိုတော့အတော်နောက်ကျတဲ့အထိပုံမလာသေးပါဘူး။အားကြောင့်မီမိုလည်းအရှင်ပြဿနာတက်နေဖြစ်မယ်လို့တွေးမိသွားပါတယ်။အရှင်ရှိလောက်မှရှင်တဲ့နေရာကိုထွက်လာပါတယ်။လမ်းမှာတော့အရှင်ကြောင့်ပြောနေတဲ့လူနှစ်ယောက်နဲ့တွေ့ပါတယ်။ အဲ့လူမျိုးကတော့အရှင်ရဲ့ပျက်စီးစင်မစစ်ဆေးတဲ့ပုံမှာနတ်တငယ်ဆိုတာပေါ်သားတဲ့အတွက်ကြောင့်ပြောပါတယ်။ဒါကြောင့်ငကားနဲ့စစ်တေတွေကလည်းအရှင်ကိုလိုက်ဖမ်းနေကြပြီးအရှင်ကလည်းတောတဲ့ဝင်ပြေးပါတယ်။ဒါဟုတ်ကြတဲ့မိဘတွေကလည်းတောတဲ့ကိုချက်ချင်းလိုက်လာပါတယ်။သူအရှင်စီရောက်တဲ့အချိန်မှာတော့အရှင်ကငကားနဲ့စစ်တေတယောက်ရဲ့စော်ကားချင်းကိုတော့ခံရတော့မလို့ဖြစ်နေပါတယ်။မိဘတွေလည်းအဲ့ငကားနဲ့စစ်တေနဲ့ငကားနဲ့ကိုပါချစ်ပွတ်စွန်းတုံးလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့အရှိဆွမ်းမှာတုံးပြီးအိမ်မချအဆွမ်းမှာတုံးလိုက်ပါတယ်။အရှင်ကမိဘတွေကိုကျေးဇူးတင်ကြောင်းပြောပါတယ်။ မင်မော်ရီကလည်းအာရှင်ကိုအစားမရှိအဆုံးမရှိအင်ဂျီချုပ်ဖို့ပြောပါတယ်အာရှင်လည်းမင်မော်ရီစကားကြောင့်ကြောင်တောင်ဖြစ်သွားပါတယ်ပိုင်းကလည်းဒီညမှာပဲပြီးဆုံးသွားတာဖြစ်လို့အာရှင်အင်ဂျီချုပ်မချုပ်ဆိုတာနောက်ပိုင်းမှသိရမှာပါအပိုင်း6ရဲ့အစမှာတော့အာရှင်ကိုအင်ဂျီချုပ်ခိုင်းနေတဲ့မင်မော်ရီကိုတွေ့ရမှာပါအာရှင်ကလည်းမီမိုရီကသူ့ကိုအင်ဂျီချုပ်ခိုင်းနေတာကြောင့်ကြောင်သွားခဲ့ပါတယ်။အာရှင်စိတ်ထဲတမျိုးဖြစ်သွားတာကိုရင်းမိရဲ့မီမိုရီကလည်းတကယ်လို့အာရှင်သာအင်ဂျီမလဲရင်သူတို့ထွက်ပြေးလို့မရဘူးလို့ပြောပါ။အာရှင်နဲ့မီမိုရီပြောတာကိုကျဉ်းတ်သွားပါတယ်။မီမိုရီကလည်းတကယ်